ကရင်ပြည်နယ်မြောက်ရီမြို့ဆောင်တက်ခလာရ2ခွန်5တက်ရင်ကိုတော်လိုင်းတက်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အနည်းကမေလာ31ရက်ည9နာရီအချိန်ခန့်ကစလို့ခလာရ2ခွန်5အတွင်းကိုတော်လိုင်းတက်တွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ည9နာရီကတည်းကလက်နက်ကြီးတွေနဲ့စပစ်တာည10နာရီထိပြစ်ခတ်နေတော့မယ်။လက်နက်ကြီး10လုံးလောက်ထိတရင်နဲ့ကြတယ်လို့သတင်းရထားတယ်လို့ တင်ကန်းကြီးနောင်ဤနေထိုင်သူက AR Times ကိုပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းမြန်မာနယ်စပ်ရှိ Black Dose ခန်းသိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံတွင်ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ကိုထိုင်းစစ်တပ်ကမြောက်ရီမျိုးဆောင်တပ်ခလာရ205အတွင်းကိုမေလ28ရက်နေ့ကပြန်ပို့ခဲ့တယ်လို့သိရပါရယ်ပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းတေဘောဘူး viewer test scan ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလို့ ထိုင်းစစ်တပ်ကအဲ့ဒီတပ်ဖွဲ့ဝင်တွေကိုခလာရ2ခွန်5အတွင်းပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေခလာရ2ခွန်5အတွင်းစုမိနေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကခလာရ2ခွန်5ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိတေဘောဘူးကိုထိုးစစ်ဆနေပါတယ်။နေဆက်စခန်းတီတီကတပ်သားတွေထိုင်းဘက်ကိုထွက်ပြေးသွားကြတာထိုင်းတပ်က BGF ကနေတဆင့်ပြန်လွှဲပေးတာ အခုသူတို့နယ်မြေကန်တရင်တွေမှာပြန်ရောက်နေပြီလို့စီးရီးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်မနေ့ကမေလ31ရက်ညနေ6:00နာရီချိန်ခန့်ကခလာရ2.5အတွင်းစုမိနေတဲ့စစ်ကြောင်းမှာတင်ငန်းကြီးနောင်စစ်ဗျူဟာဂုံးဘက်ကိုစစ်ကြောင်းထိုးထွက်လာတယ်လို့သိရပါရယ်စစ်ကောင်စီရဲ့အဲ့ဒီစစ်ကြောင်းကိုမြောက်ရီမြို့နယ်ရွှေမြဆန်ဒီကွက်တဲအနောက်ဘက်တုံးတရားနေရာမှာ KNL တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စီးရီးသတင်းရင်းမြစ်ကသိရပါရယ်ရှင်